စာစားရဟာခန္ဓာကိုယ်တည်တမ်းမှုဆေးတောက်သလိုစိတ်ထဲမှာသဘောထားပြီးတော့စားတယ်အဲ့ဒါတီရဏပြညာလို့ခေါ်တယ်တီရဏဆိုတာဆုံးဖြတ်တာငါအစာစားရပါအတွက်စားရလဲကိုစားတဲ့အစာစားသည်ကျမ်းမာမှုအတွက်ထောက်ကူပြုရလားမပြုဘူးလားငါနဲ့ရောတဲ့လားမတဲ့ဘူးလားလောကလူတွေကတဲ့မတဲ့ကြည်တာမဟုတ်ကြိုက်မကြိုက်နဲ့ပဲဆုံးဖြတ်တယ် ငကင်ကြီးတွေလည်းကြိုက်လို့သွားစားတာပဲဒီငကင်ကြီးတွေမှာဖော်မလင်းတွေပါသလားမပါလားလည်းမသိဘူးဘယ်ရင်ကกินထားမှလည်းမသိဘူးနော်ကိုနေမတဲတဲ့ဟာတွေပါနေလားမပါဘူးလားလည်းမသိဘူးအဲ့ဒါစားခြင်းစိမ့်နဲ့စားပလိုက်တာပြီးတော့ဘာဖြစ်လဲကောင်းကြိုက်တာတို့နေထိုင်မကောင်းတာတို့ဖြစ်လာ အဲ့လိုအစာနဲ့ပတ်သက်ပြီးတော့အာဟာရပဋိကူလတင်ညာဆိုအာဟာရပေါ်မှာပစတ်ထဲမထည့်ခင်မဲ့အာဟာရဟာကောင်းတဲ့လူယူဆရတယ်ပစတ်ထဲလည်းရောက်သွားရောနော်ပစတ်ကိုနှုတ်ခမ်းအတွင်ဖြတ်လိုက်တာနဲ့တပြိုင်နဲ့အဲ့ဒီအစာကလေးရလွယ်လို့ဘယ်သူမှစားတော့မှာမဟုတ်တော့နောက်ဆုံးမှာဗိုက်ထဲရောက်သွားပြီးဟိုအထွက်ပေါက်ကဟာကြတော့ပိုးဝေးသည်ဒီအစာပဲနေ စားလိုက်တုန်းကတော့အမိသားစုနဲ့သပွဲတွေလှလှပပပြင်းခုံရှိသေးရှိတွေစကားပြောပြောနဲ့စားလိုက်ကြတာအဲစားလိုက်တဲ့အစာအာဟာရတွေဟာသိပ်မကြဘူးဗိုက်ထဲရောက်ပြီးပြန်ထွက်တဲ့အခါကျတော့တိတ်တိတ်ပုံချက်ထိုးပြီးတော့တွိုင်းလက်ထဲမှာသွားပြေးကြပြန်အအစာရဲ့ process တစ်ခုကိုစဉ်းစားကြည့်လိုက်လို့ရှိရင်ဒီအစာပေါ်မှာမပေါင်းမှုထိန်းလို့ရတယ်ထိန်းလို့ရတယ် ကိုယ်နဲ့မတည့်ဘူးဆိုတာလဲစဉ်းစားစဉ်းစားရင်တည့်လို့ရအဲတချို့ပုဂ္ဂိုလ်တွေကျတော့ဝါဝါစားပြီးသိမယ်ဆိုတော့မတည့်မှန်းသိရင်လည်းအဲ့လိုဆုံးဖြတ်တယ်